အလုရှင်တဲ့အလုသမားတွေကြားအဓိကပြဿနာဖြစ်နေတဲ့လောက်ခလာစာတတ်မှတ်တဲ့ဥပဒေပြချမ်းရေးအမြန်ဆုံးအကောင့်ချေဖို့ဖို့ပြည်တော်စုလွတ်တော်နာယကသူရဦးရွှေမန်းကဒီဇင်ဘာ23ရက်နေ့မှာအလုသမားဝင်ကြီးဌာနကိုတိုက်တွန်းခဲ့ပါတယ်။အထက်အမိတ်မရမချင်းဘာတစ်ခုမှမလုပ်တတ်တဲ့အစိုးရဝန်ထမ်းတွေကိုလည်းအပြစ်တင်ခဲ့ပါတယ်။ဥပဒေတစ်ခုဟာလွတ်တော်ကပြချမ်းလိုက်ရင် လက်တွေ့အကောင့်ချေဖို့ဖို့ဤဥပဒေနဲ့လုံထုံးလုံးဤဆိုင်ရာကိုတပ်ဆိုင်ရာဝင်ကြီးဌာနတွေကဆက်လုပ်သွားဖို့လိုပြီး ဒီလိုဆက်မလုပ်ရင်လွတ်တော်မှာငင်းခုန်ဆွံ့ရခဲ့တဲ့ဥပဒေက အလကားဖြစ်သွားမယ်လို့လှိုင်းသားရဆက်မှုဆောင်ကအလို့ရှင်အလို့သမားတွေနဲ့တွေ့ဆုံပွဲမှာသူရဥရွှေမန်းကပြောဆိုခဲ့ပါတယ်။အနေဆုံးလောက်ခလာစာတတ်မှတ်ဖို့လွတ်တော်ကိုဥပဒေထုတ်ပြီးဖြစ်ပေမဲ့စံနဲ့ဤဥပဒေကိုဝင်ကြီးဌာနကအကောင့်ထဲမဖော်လို့ပြဿနာဖြစ်နေရတယ်လို့ဆိုပါတယ်။လွတ်တော်ပြန်လာတဲ့လူပြီးမှရမပြီးသေးဘူး။အဲ့ဒီလူတွေကိုတကယ်လက်ပြကြရအောင်ပေါ်ဆက်ဝင်လို့ရှိတယ်။ ေရှိလားစင်မင်းကိုရရှိလားမပြောင်းရလို့မရှိဘူးလို့ခုနကပြောင်းတယ်လို့လက်စားတယ်ကျွန်တော်တို့ကတော့ညာဘာလူစားပြီးတော့အဲဒါပြောရငင်းရပုံကြတယ်ဒီကောချီးပြီးတော့လည်းနိုင်တယ်ခွေးရောက်ကနီးဦးလေးနဲ့ခြံလိုက်ပြီးမထုတ်ပေးတယ်ဘာမှမတတ်ဘူးဒါမှမဟုတ်လောကနာရစားအနည်းဆုံးကတ်မှတ်ဖို့ခွေးရပြီးပြီးဒီဦးလေးနဲ့ စီမံဥပဒေစီမံကိုလုံးဝမပေါ်တဲ့ဒီနေ့အဓိကပြဿနာဖြစ်နေတာဒီကိစ္စကလူသမားတွေကကိုယ်တွေပြောတာလို့မှန်တယ်။လူရှင်တွေကပြောတာလည်းမှားလို့မှန်တယ်။သူကလည်းကလည်းမှန်တယ်လို့ပြောလို့လိုတယ်။အဲ့ဒါမှလည်းတော့သူတို့သူကဝင်နေတာတောင်းပြတယ်လို့ကိစ္စဆက်တာဒီခါကြီးမှာလုံးပြီးတော့ကျန်တဲ့လူကိုအခုသူ ထက်ကပြောရင်မှပဲလုပ်ရဲပြောတတ်ထက်ကပြောတဲ့စကားလေးကိုပြန်ပြောတာလို့ယူဆဥပဒေမှာအလုံသမားတောင်သူလေသမားအစိုးရဝန်ထမ်းနဲ့အုပ်ချုပ်သူတွေအတွက်ပါပါဝင်တာမို့အနေဆုံးလောက်ခလာစာမတက်မှတ်ရင်စိုးရွားတဲ့အကျင့်ပြတ်ခြားစားမှုတွေဖြစ်လာတာကြောင့်တိုင်းပြည်မတိုးတက်တဲ့အကြောင်းအစိုးရဝန်ထမ်းနဲ့အုပ်ချုပ်သူနိုင်ငံရေးသမားတွေဥမတောင်းဖို့လိုသလိုအလုံသမားတွေကလည်းအလုပ်ကိုအယုံဆိုင်ဖို့ထောက်ပံ့ပေးရမယ်လို့ပြောဆိုခဲ့ပါတယ် ကုန်စည်နှုန်းကတရရိတ်တက်နေလို့အလုပ်သမားတွေရတဲ့လစာက စားဖို့အတွက်ပဲဖြစ်နေတဲ့အကြောင်းနေဖို့နဲ့ကျန်းမာရေးအတွက်မလုံလောက်တာကြောင့်အနေဆုံးလုခလာစာမတက်မတ်ပြီးဆန္ဒပြမှုတွေဖြစ်နေဦးမှာပဲလို့အလုပ်သမားကိုယ်စားလှယ်မဝင်းသိမ့်ကြီးဆိုကပြောပါတယ်။စက်ယုံပိတ်ပြီးပြည့်တဲ့အလုပ်ရှင်တွေရှိနေလို့တတ်မှတ်မဲ့လုခလာစာကအလုပ်ရှင်အလုပ်သမားကြီးနေတဲ့အနေအထားလဲဖြစ်ဖို့လိုတယ်လို့ဆိုပါတယ်။ ဒီအနေဆုံးလောက်ခလာစာတတ်မှတ်ပေါ်ပါဒီအလုပ်ရှင်ကိုလည်းပေးနိုင်ရမယ်အလုပ်သမားတွေကလည်းဒီအနေဆုံးလောက်ခလာစာပေါ်မှာမူတည်ပြီးတော့စာဝန်ကြီးရဖူလုံရမယ်ပေါ့နော်အနေဆုံးလောက်ခလာစာကများလို့ရှင်လည်းအလုပ်ရှင်ဘက်လည်းထိခိုက်တယ်နဲရင်လည်းအလုပ်သမားဘက်ကိုထိခိုက်တယ်များလည်းများစေနဲ့နဲလည်းမနေစေနဲ့သူ့ဘက်သူအလဲပါနေပြီးတော့ပေါ့နော်ဟိုသူ့ရဲ့မျိုးတစ်ခုပေါ့နော်အဲ့လိုတတ်မှတ်လို့ဆိုရင်တော့နောက်ဦးနှစ်ဖက်အဆင်ပြေသွားမယ်ပေါ့နော်ပြည်အောင်စုလွတ်တော်နာရကကိုအလုရှင်တဲ့အလုသမားကိုစလဲတွေကရင်းဆိုင်နေရတဲ့အခက်အခဲတွေကိုတင်ပြခဲ့ပါတယ် အလုံသမားဝင်ကြီးဌာနကတိုင်းဥစည်းမှုကသူတို့အစိုးရဘက်ကလှုပ်ဆောင်နေတာတွေတင်ပြခွင့်ရခဲ့တဲ့အကြောင်းနေဆုံးလုံခလာစာတတ်မှတ်ရင်ဒီဆင်းရဲဝဲကြောင့်အကောင့်ထဲပေါ်မှာမဟုတ်ဘဲမူလကလေးကဆောင်ရွက်နေတာဖြစ်လို့မကြခင်နီးဥပဒေထွက်လာမယ်လို့ဒေါ်မမို့သွင်းကဆိုပါတယ်ဘရော့ထုတ်ပြန်မယ်ဆိုတာတော့မပြောနိုင်သေးဘူးလို့ဆိုပါတယ် ဝင်ကြီးဌာနအနေနဲ့ကဒီကိစ္စနဲ့ပတ်သက်လို့လုပ်ငန်းစဉ်တွေလုပ်နေတဲ့လုပ်ငန်းစဉ်အခြေအနေကိုလို့ရှိရောလုပ်သမျှခမားရောရှိမှချပြနိုင်ခွင့်ရခဲ့တယ်။ဆွေးနွေးပွဲကြောင့်အကောင့်ထယ်ဖို့မှာမဟုတ်ပါဘူး။တော့အကောင့်ထယ်ဖို့ရေးကိုဆောင်ရွက်နေတာဖြစ်တဲ့အတွက်မကြခင်ကာလတည်းမှာအကောင့်ထယ်ဖို့နိုင်မှုအခြေအနေကိုသိရတာ။